မင်္ဂလာပါရှင်ခတိတက်လေးပဲရှင်တရင်ဌာနမှတရင်များကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမိုးကုတ်အရေးနဲ့မဟာမိတ်ကွယ်များမှုအခြေအနေဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မိုးကုတ်မြို့ကိစ္စကမြေပြင်မှာအခုတလောအရန်ရှုပ်ထွေးပြီးပြောင်းလဲနေပါတယ်နောက်ဆုံးသတင်းတွေအရာတီအလန်လေးကအကြမ်းမတ်စတက်နဲ့တရုတ်ချောင်းဝင်ဆစ်ဆက်တဲ့အပြည့်ရက်ကိုသဘောတူညီလိုက်တယ်ဒါကြောင့်မိုးကုံနဲ့မိုးမိတ်ကနေတက်တွေကိုစုပ်ဖို့သူတို့ကသဘောတူညီခဲ့တယ် မော်ကောကို TNLL နဲ့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ဒေသခံ PDF အဖွဲ့တွေကတော့ TNLL ဆုတ်သွားပြီးမင်းမြို့ကိုစက်ပြီးကာကွယ်သွားမင်းထိန်းချုပ်သွားမယ်လို့တရားဝင်ပြောထားပါတယ်။တချို့သတင်းတွေမှာဆို TNLL ထွက်သွားတဲ့နေရာတွေကို PDF တွေကဝင်ပြီးနေရာယူထားတယ်လို့သိရပါတယ်။အရေးကြီးဆုံးက TNLL ရဲ့သဘောတူညီချက်ထဲမှာသူတို့စောက်ခွန်ချိန်မှာစစ်ကောင်စီတပ်တွေကိုမော်ကောထဲကိုလိုက်ပို့ပေးဖို့ဒါမှမဟုတ် အခုအညီပေးဖို့အစီအစဉ်တွေပါတယ်လို့သတင်းတွေထွက်နေတာပဲဒီလိုသာလောက်ခဲ့ရင် TLL လေးကအာနာရှင်ကိုပြန်လာခွင့်မပေးနိုင်ဘူးဆိုပြီးရက်တည်နေတဲ့သူတို့ရဲ့မဟာမိတ် PDF တွေနဲ့တိုင်းရိုက်ဆံပတ်လို့ဖြစ်သွားတော့မှာပါ TLL လေးကသူ့နယ်မြေလုံးချုံကြီးအတွက်အပြည့်ရဖို့ဦးစားပေးတဲ့ PDF ကအာနာရှင်ကိုဖြုတ်ချဖို့နဲ့ တင်ထားတဲ့နယ်မြေတွေကိုလက်မလွတ်တမ်းတိုက်ဖို့လုပ်တယ်။ဒါကြောင့် DNL ကဆုတ်ပြီးစစ်ကောင်စီကိုအကူအညီပေးနိုင်တဲ့အခြေအနေမှာ PDF ကဆက်တိုက်နေမယ်ဆိုရင်ဒီနယ်မြေနဲ့ဒီတိုက်ပွဲအတွက်ကတော့သူတို့မဟာမိတ်ကွဲသွားပြီလို့ပြောရမှာပါ။ဒီအခြေအနေမှာ PDF က DNL ကိုပြန်တိုင်းသိနေလားဆိုတာကတော့မဟာဗျူဟာအရာရောကျင်းဝက်ပိုင်အရာပါကောင်းစားစရာပြဿနာပါ။ ိုက်တင်တယ်ဆိုတဲ့ဘက်ကပြောမယ်ဆိုရင်အဓိကပန်းနိုင်ကအနာရှင်ပြုတ်ချဖို့ဖြစ်လို့ဘဲအဖွဲပဲဖြစ်ဖြစ်စစ်ကောင်စီကိုအကူအညီပေးရင်တော်လှန်ရေးကိုအဟန္တာဖြစ်စေတာပဲပြီးတော့မိုးကုတ်လိုအရေးပါတဲ့မြို့ကိုစစ်ကောင်စီပြန်ရသွားရင်တော်လှန်ရေးအတွက်အရန်နဲ့နာနိုင်တာကြောင့်တိုက်တင်တယ်လို့ဆိုနိုင်ပါတယ်ဒါပေမဲ့မတိုက်တဲ့မူဆိုတဲ့ဘက်ကပြောမယ်ဆိုရင်အကြမ်းမတ်စစ်တပ်ကိုအတိကတိုက်နေတဲ့အင်အားကြီးနှစ်ဖွင့်တရန်လက်လေးနဲ့ PDF ကအချင်းချင်းပြန်တိုင်းရင် တော်လရဲ့ရဲ့အထူးကအဖြစ်တဲ့စီလုံးမှုပြတ်သွားလိမ့်မယ်အချင်းချင်းတိုက်ပွဲဝင်နေရရင်အင်အားပြုံတည်ပြီးအခွင့်အရေးကိုစစ်တပ်ဘက်ကအရယူကောင်းဓာတ်တဲကနှစ်ဖက်စလုံးကိုကောက်ဆားသွားနိုင်ပါတယ်တီအန်လန်လေးကစစ်ကောင်စီဝင်လာဖို့ကုညင်ရင် PDF တွေနဲ့ရီမန်းချက်မတူတော့ဘဲသူ့လူမျိုးအရေးကိုဦးစားပေးတဲ့တဘောဖြစ်သွားတယ်။တီအန်လန်လေးကမဟာမိတ်စုဖွဲ့မှုအပြတ်ခံပြီးအကြမ်းမဲ့စစ်တပ်ကိုကုညင်လိုက်လို့စစ်တပ်ကကျေစုတင်ပြီးသူ့လူမျိုးတွေကိုတတလုံးပေးမဲ့ပေးထားမှာမဟုတ်တာလဲတီအန်လန်လေးကစောင့်ရည်တိကျမယ်ထင်ပါတယ်။ ်လက်ရှိမှာ TNL ဘက်ကဒီကိစ္စကိုအတည်ပြုတာညှင်းဆန္ဒမရှိလို့ဘာဆက်ဖြစ်မလဲစောင့်ကြည့်ဖို့တော့လိုပါမယ်ဒီနေရာမှာတခုအမျက်ထွက်နိုင်တဲ့အချက်ကဗမာတော်လည်ရေးတပ်တွေဟာကိုရန်စုဖွဲ့မှုခိုင်မအောင်တိစောက်ဖို့နေအလန်တော်တခုတဲ့အောင်မှာညီညီညွန်းညွန်းတိုက်ပွဲဝင်ဖို့ကသာတော်လည်ရေးအောင်မြင်မှုတခုတည်သောနည်းလမ်းဖြစ်တယ်ဆိုတာမြင်သာစေခဲ့တာပဲနောက်တစ်ချက်ကစူးစီးညီညွတ်သွားတဲ့ PDF အင်အားတွေကိုမစင်ရဲလုံး TNL အလန်အောင်ပုံပြီးမှမျိုးတဲ့ဝင်မဲ့အချက်မဲ့စစ်တပ်ရဲ့အကြောက်တရားကိုလည်းတိတာထင်ရှားစေခဲ့ပါတယ်ရှင် ဆက်လက်ပြီးချင်းပြည်နယ်ဖလန်မြို့နယ်စစ်နမိုင်းခန့်အကွာမနိပူရာမြို့အနီးစစ်တပ်နဲ့ချင်းတော်လိုင်းရဲတပ်များတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကလေကြောင်းဖြင့်ပုံချင်းတိမ်မိုက်ထားနေနေမြေများမဆုံဆုံရင်ချင်းတပ်များအလုံးပူပန်းခုခံနေစက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်ချင်းပြည်နယ်ဖလန်းမြို့နယ်စစ်နမိုင်းခန့်အကွာရှိမနိပူရာမြို့အနီးမှာစစ်တပ်နဲ့ချင်းတော်လေရဲတပ်များတိုက်ပွဲပြင်းထန်နေပြီ တိမ်မိုက်ထားသည့်နေမြေများမဆုံဆုံရေးအတွင်ချင်းတက်များအလုံးပူပေါင်းညှို့စွာဖြင့်ခုခံနေကြောင်းချင်းညီနာပြောရေးဆိုခွင့်ရှိသူစလိုက်တင်မီထွက်ကပြောကြားပါသည်ဇမလင်းနိုဝင်ဘာလ18ရက်နေ့နနက်7:00နာရီမှ10:00နာရီဝန်းကျင်အထိဖလန်းမျိုးနဲ့ဆက်နံမိုင်ခန့်အကွာမဏိပူရာမြို့အနီးမှာအကြမ်းတ်စစ်ကောင်စီတပ်နဲ့ချင်းတော်လင်းရဲတပ်ဖွဲ့များကြောင့်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းရဲနိုင်ပွဲအတွင်အကြမ်းတ်စစ်တပ်ကထိနာပြီးဂျက်ဖိုင်တာဖြင့်6တဲဘုံကျက်တိုက်ခိုက်ခဲ့သည့်ဝိုင်းသွဲ18လေးရဲများဖြင့်လည်းပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရပါသည် မနေ့ကမနက်ပိုင်း၈နာရီခွဲလောက်ကနေ၁၀နာရီဝန်းကျင်လအထိထိတွေ့မှုဖြစ်ပါတယ်အခြေအနေကတော့သူတို့ဘက်ကနေနောက်မဆုတ်ဘူးဆိုရင်တော့ဘယ်ချိန်မဆိုးထိတွေ့မှုပြစ်ခတ်မှုတွေကပြင်းထန်လာနိုင်တဲ့အခြေအနေမှာရှိပါတယ်မနေ့ကဆိုရင်လည်းညနေပိုင်း၂နာရီခွဲလောက်ကနေ၃နာရီလောက်အထိဝိုင်းတွဲတွေနဲ့ထောင်လန်းတဲ့လေရင် Y82 အဲ့ဒါတွေလာတဲ့ ဂျက်ဖိုက်တာနဲ့လည်း6ကြိမ်လောက်လာပြစ်ပါတယ်သူတို့ဘက်ကလည်းအထိနာရာစီမဲထင်ပါတယ်ကျွန်တော်တို့ဘက်ကလည်းအတန်အန်ဆုံးနေမြေတင်ထားပြီးသားမြေတွေပြန်လည်လို့အဆုံဆုံးမခံရအောင်ပြန်လည်ခုခံတိုက်ခိုက်နေတဲ့အနေအထားရှိပါတယ်လို့ချင်းညီနာအဖွဲ့မှပြောရေးဆိုခွင့်ရှိသူစလိုင်းတင်မီထုတ်ကပြောကြားပါတယ် အောင်တော်မလာ29ရက်နေ့မှစတင်ပြီးစကိုင်းတိုင်းကလေးမြို့မှတစင်ချင်းပြည်နယ်ဖလန်မြို့ဘက်သို့စက္ကန်စီတက်ကောင်အင်အားလုံးရင်ဖြင့်ထိုးစစ်ဆင်ခဲ့ရန်နိုဝင်မလာ3ရက်နေ့မှဝေပူလာမြို့ကိုပြန်လည်တိမ်မှန်ထင်ချုပ်ခဲ့ကြောင်းရဲမတစင်ဖလန်မြို့ဘက်သို့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရပါသည် အလားတူတိုင်းငင်ကျင်းရွာသူရောက်ရှိနေတဲ့အကြမ်းမတ်စစ်တပ်စစ်ကြောင်းကလည်းဖလန်းမျိုးဘတ်သူဆက်လက်၍ထိုးစစ်ဆဲတိုက်ခိုက်နေမှုများရှိပြီးရင်းအကြမ်းမတ်စစ်တပ်ကစစ်ကြောင်းများကိုချင်းညီနာအဖွဲ့စီပီနေချင်းပြည်ကောင်စီစီစီအဖွဲ့များကစီစီလုံးလုံးဖြင့်တိုက်ခတ်ချေမှုနေကြောင်းသိရပါသည် အဓိကကတော့ဖလန်းရဲ့အစီအဘမနီပူရာ6စီတင်အဲ့ဒီ6ရက်တစ်ဖက်ကမ်းမှာရှိတဲ့ရွာတွေမှာဖြစ်ဖြစ်တော်ထဲမှာဖြစ်ဖြစ်ခြေကောယူထားတဲ့အဲ့ဒီ6ကိုကြော်ပြီးမှကျွန်တော်တို့ဖလန်းမျိုးတဲ့ကိုထိုးစစ်ဆင်မှုစ조사လာနေတာအဲ့ဒီမနီပူရာမြစ်ကဖလန်းကနေ၁၂မှန်အထက်အကွာဝေးရှိတဲ့မြစ်ပေါင်းအဲ့ဒီလိုဆိုရင်တော့တော်တော်နီးပြီလို့ပြောလို့ရပါတယ်မြေပြင်ခြေနေမှာကျွန်တော်တို့စီပီကရဲဘော်တွေရှိတယ်လို့စီစီဘက်ကရဲဘော်တွေလည်းရှိတယ် အားလုံးပုံရံသူစကားစာကိုစစ်စီလုံးလုံးနဲ့တိုက်ခိုက်နေတဲ့အခြေအနေဖြစ်ပါတယ်လို့ချင်းကြီးနောင်ပြောရေးဆောင်ရဲ့ရှိသူစလိုင်းတင်မီထွက်ကရှင်းပြပါတယ်အကြမ်းမဆက်တဲ့စစ်ကြောင်းကြောင့်ဒေသနေပြည်သူနှစ်တောင်းကျော်ဆေးဘေးရှောင်နေရပြီးအရေးပေါ်အမှုအကာများဆောင်းအနှွေးတိန်စာနယ်ဂိတ်ခါနဲ့စေဝါများလိုအပ်လျက်ရှိကြောင်းသိရပါတယ် ဖလန်းရဲ့အစီအပတ်ချက်တစ်ခွင်လုံးကတိုင်းငံဘက်ကနေလဲထိုးစစ်စင်နေဝေဘူးလာဘက်ကနေလဲထိုးစစ်စင်တဲ့အခါကျတော့ပြည်သူတွေကရွာရဲထဲမှာမနေရတော့ဘူး။နောက်ပြီးတော့ကလေးဘက်ကနေထိုးစစ်စင်တဲ့အခါကနေစလို့ကလေးမှာရှိတဲ့ရွာတွေကနေပြည်သူတွေကတောင်ပေါ်တွေမှာဆစ်ဆောင်နေကြတဲ့ အဲ့ဒီတောင်မော်တွေကနေချင်းတောင်ဘက်ကိုထိုးစစ်ဆင်လာတဲ့အခါကြတော့ပြည်သူကရွှေပြောင်းရွှေပြောင်းပြီးစေဘေးဆောင်နေကြရတာစစ်ဆောင်တာ2000ကျော်ရှိပါတယ်အခုက စောင်းရည်ဒီဆိုတော့အမိုးအကာတွေလိုတဲ့ဆောင်းတွေလိုတဲ့အစားအသောက်တွေစေဝါပစ္စည်းတွေလိုတယ်လို့စလိုင်းတင်မီထုကပြောဆိုပါတယ်ရှင်ဆလာဘင်မုံရမျိုးနယ်သာစီနယ်မြေရစကန်ကိုဝင်ရောက်တိုက်ခိုက်မှု နေရာမှာရဲလေးဦးပွားချင်းမိတေဆောင်ဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်တာစီရဲစခန်းကိုဝင်ရောက်တိုက်ခတ်မှု နေရာမှာတင်ရဲလေးဥပွဲချင်းမိတည်ဆောင်ခဲ့ကြောင်း Rocket Fighter အဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။နိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနေ့10:00နာရီခန့်အထိမုံရွာထားအနီးမိသားတရာခန့်အကွာတာစီရဲစခန်းကိုတော်လရဲတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။တိုက်ခတ်မှုအတွင်းစစ်တပ်၏ထိုးစစ်ကိုလက်သုံးပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတပ်ဖွဲ့တွင်ရဲတပ်သားလေးဦးတည်ဆုံသွားကြောင်းတော်လန်ရဲပေါ်များအထူးကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ရဲလေးရောက်သေးတယ်ကျန်နာကိုတော့ကျွန်တော်တို့စုံစမ်းနေသေးပါမုံရထောင်ကစစ်ကူလာလို့လက်နက်တွေကောက်ချေမရခဲ့ပါဘူးကျွန်တော်တို့ရဲဘော်တွေအထိကမရှိပြန်ဆောင်နိုင်ခဲ့ပါတယ်လို့ Rocket Fighter မှကိုလာပြေကပြောကြားပါတယ်စစ်စင်ရေးကော Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချွနှင်းຫນွေဦးတော်လည်ရင်အင်အားစုညောင်ခိုင်တရင်တုံးပူကြားကြီးအဖွဲ့တပည့်ရင်း PO ဘူးထလင်တပ်ပေါင်းစုမြို့ပြပြောက်ကြားအဖွဲ့ Avan Gorilla နယ်မြေကတပ်ဖွဲ့စသည်တို့ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။